ဲ့လားအခုမှမဟုတ်အရင်ကတူကြော့တယ်သူအရင်ကြော့တယ်သူအဲ့အဲ့လိုသူတပင်းကျုပ်တယ်အဲ့လိုအခါကြီးကသူကြော့တယ်ဟုတ်သူကအဲ့လိုပဲသူငယ်ပေမဲ့သူကအခါညအဲ့လိုအဲသူ့ပုံတွေအရင်ဟိုရင်းချက်တယ်ဟိုတော့စိတ်ကောက်တတ်တာလေးတူစိတ်ကောက်တတ်တယ်ရတာလေးကအမှုကျွန်တော်အဲ့လိုပုံကိုယ်ကဖေးကြမှုကျွန်တော်အခုဟိုဟိုကဘာပဲဖြစ်ဖြစ်ပေါ့နော်သူ့အတွက်တတိယကြီးဝယ်ပေးလိုက်ကြအဲ့တော့သူကြော့ရင်တော့မဟုတ်ဘူးပြရမှာ တော်တွေကဒီနေ့ဒါကျွန်တော်တာကီဇာဒေါ်ဘုံကပီတန်မှာသတင်းကြော့အထူးဈေးရောင်းပွဲတော်တွေပေါ့နော်အဲစိန်တဲ့တော်နဲ့ကျွန်တော်တို့ဒါအမှုပြရှင်အများကြီးနဲ့ပါဝင်တာဖြစ်ပါတယ်အဲဒီနေ့မှာဆိုရဲဒါစိန်ထဲတွေရွှေဖြူတွေအားလုံးကိုလည်းအလဲ0%နဲ့ဝန်ဆောင်မှုပေးနေတယ်လို့ဝယ်ယူတဲ့ အာတံမိုးလိုက်လဲလက်ဆောင်တွေပြီးတော့မှဖြစ်ပါတယ်ပြီးတော့ဒီဇိုင်းတွေအများကြီးအများကြီးတွေထုတ်ထားပါတယ်အစ်စ်တွေအဲ့တော့ဒီနေ့ပွဲလေးမှာမမီခဲ့ဘူးဆိုရင်လည်း customer တွေနဲ့ကျွန်တော်လာမဲ့30 70ဆက်နှစ်ပေါ့နော်အာဆိုင်းငိန်ကပုံးပွဲမှာစိန်နှန်းတော်ရဲ့ကျွန်တော်ရဲ့စိန်ရှင်သာဆိုင်ရဲ့ပွဲလေးရှိပါသေးတယ်အမှားလည်းအဲ့လိုပဲစိန်တယ်ဒါရွှေဖြူတို့အလဲ0%နဲ့ဝန်ဆောင်မှုပေးသေးပါတယ်ခင်ဗျာ ဒီနေ့မှာသတင်းကျဒါလာပြီးနေ့ဒီမှာဒါစိတ်နဲ့နဲ့ဒီပရိသတ်တွေတွေ့ရတဲ့အတွက်လည်းအားလုံးလည်းဝမ်းသာပါတယ်အားလုံးလည်းမင်္ဂလာရှိတဲ့သတင်းကျတွေဖြစ်ပါစေအာပြီးရင်လည်းဒီနေ့မှာဆိုရင်ကျွန်တော်တို့ဒါခင်းလေးအများကြီးစော့မယ်အဲထုံးစံတိုင်းမှာခင်းလေးတွေစော့မယ်ပြီးရင်ဒါသူ့ရဲ့ miss အာညီမလေးတွေရဲ့ဒါ ဘာလို့ fashion show ကိုနော် fashion show အစီအစဉ်လေးရှိမှဒါစိန်နန်းတော်ရဲ့စိန်ရှင်နာတွေကိုလောက်ရည်ရတနာတွေကိုစင်မြန်းပြီးတော့တကယ်ဒီဇိုင်းအစ်စ်တွေစင်မြန်းပြီးတော့ပြမယ် fashion show လေးလည်းပါတယ်အဲ့တော့အများကြီးအများကြီးရှိပါတယ်အဲ့တော့အချိန်မီပါသေးတယ်လာရောက်အားပေးပါအောင်လို့ဒီတက်တဲ့ဆိုကျွန်တော်ကတက်စင်းစားပြီးတော့ဂိမ်းလေးပေါ့နော်အားလုံးဒါတဏိတာပင်ပန်းနေတဲ့အမောပန်းတွေကိုဒါကျွန်တော်တို့ရဲ့စိတ်လေးမှာတဏိုင်လာဇာတော့ပေါ့နော်အရန်အမောပန်းပြေသွားမယ်သူတို့လည်းပျော်ရွှင်သွားမယ်ဆိုကျွန်တော်ကျေနပ်ပါတယ်အဲ့ဒီဆိုတော့အကောင်ကြီးဂိမ်းလေးလေးစင်းစားပြီးတော့သူတို့ပျော်ရွှင်အောင်ခံပြီးရပါဘူး ဒါကတော့ဒါကတော့စိန်နှန်းတော်အားတွေအစဉ်မြန်လာပြီးတာပါ။ဒါတွေကရွှေတဲတိတွေပေါ့နော်။ဒီနေ့ကဒါဟောအဓိကရွှေတဲတိတွေကိုအစဉ်မြန်လာပြီးပါလေဟုတ်။စိတ်ဆုံးလေးဆိုပါလေဒီဆွဲကျူလေး။ဘင်းကျွတ်နဲ့ပတ်သက်ပြီးအမတ်တရားဆိုဟောကျွန်တော်ငငယ်တော့ကအာအဲ့လိုပေါ့နော်။ဟိုကလေးဘွားကတော့အဲမိဘတွေလော့ရဝူးတွေဖောက်ပေါ့အဲအဲ့လိုမျိုးအချိန်လေးတွေအမတ်ရပါတယ်။နောက်ငငယ်တော့ဆိုရင်တော့ပရင်းကျွတ်ဆိုရင်ကျွန်တော်တို့ဒါပွဲစည်းတွားလာပေါ့ရေကျော်ပွဲစည်းပေါ့။ မတော်မဖြစ်ရေကျော်တရင်ကျဆိုရေကျော်ပွဲစီစောင်းတိုင်းဆိုလမ်းမတော်ပွဲစီပေါ့အဲ့တော့တရင်ကျရေကျော်ပွဲစီဆိုကျွန်တော်ကလုံးဝအဝိဇ္ဇာကိုအဲ့လိုပွဲစီသွားဖို့အဝိဇ္ဇာကိုလုံးဝရွေးထားပြီးပြီကျွန်တော်ကလေးဘွားအောက်ဖြစ်ပြီဆိုကလေးဘွားတော့ကျွန်တော်ကတရင်ကျစောင်းတိုင်းကြံပေါ့နော်အဲ့သုံးပွဲအာညူရီကတော့အဲ့လိုမဟုတ်တရင်ကျစောင်းတိုင်းနဲ့အဲ့ကြံတော့ကျွန်တော်လုံးဝအောက်ဖြစ်ကိုငယ်ရဲတဲ့ကလုံးဝရွေးထားတာအဲတရင်ကျဆိုတမျိုး အဲဆောင်းနေသူတမျိုးရဲ့တမျိုးအဲ့လိုအဲတရားတမျိုးရှောက်လေတာကတော့ဒီနှစ်မှာတော့မလဲဖြစ်သေးဘူးမနေ့ကတည်းအပွဲတွေရှိတယ်ဒီနေ့တည်းဒါဒီစိတ်နှံတော့ပွဲပြီးရင်ကျွန်တော်ဒါတိုင်းစီးတီးမှာတရင်ကျော်အာဒီမီတုံးပွဲညပွဲမှာကျွန်တော်အဲ့မှာသွားရမှာဖြစ်ပါတယ်တိုင်းစီးတီးရဲ့အဲ့တော့ အပ်ပေါ်ဒီလည်းလာခဲ့ပေါ်အားလုံးပိတ်ပေါ်ပါတယ်အာကျွန်တော်အဲ့လို fashion အကုန်ရှောက်ွက်တာကျွန်တော်အဲ့လို rapper တွေလည်းဝတ်တယ်ကျွန်တော်အဲ့လိုပန့်လို့လည်းဝတ်ပြူတယ်အဲ့လိုအဲ့လိုအဲ့လိုမျိုးပေါ့နော်ကျွန်တော်အဲ့လို fashion ဆိုတာကိုကိုလိုပတ်ထားလို့မရပါဘူးကိုစိတ်တဲ့ဟိုကျွန်တော်ခံယူချက်ကစိတ်တဲ့ရှိတဲ့ fashion ကိုဝတ်ချလိုက်တာပဲအဲ့လိုပန့်ဆိုလည်းပန့်ဝတ်လိုက်မယ် rocker ဆို rocker လိုဝတ်မယ်အဲ့တော့ country တောက်တွေလည်းကျွန်တော်ဝတ်ပြူတယ်အဲ့လို country ပုံစံတွေလည်းကျွန်တော်မှလည်းအဲ့လို country တောက်တွေလည်းဝယ်စုစားရရှိတယ်အဲ့လိုမျိုးကျွန်တော်က fashion ကိုကျွန်တော်အမျိုးအစားကျွန်တော်တိတ်မခွဲရအောင်ကျွန်တော်အကုန်လုံး ဝါဒနာပါတော့အကုန်လုံးဟိုဝတ်ဖြစ်တယ်ကျွန်တော်ကအတက်ရတခုရောက်လာရကြတော့အဲ့ဒါကြီးတိတ်မိုးဖြစ်တော့ပဲကိုပေါ့ကိုအဲ့လိုကိုဝင်နေကြပုံစံလည်းဖြစ်တော့ကျွန်တော်အဲ့လိုခုနတန်းရှင်းတဲ့နောက်ဆို country တွေအရင်ခေတ်စားတယ် country တို့ပြီးရင် hip hop တို့အဲပြီးရင်ကျွန်တော်ကိုတန်းစင်နဲ့ကျွန်တော်ပန့်နေခေတ်စားတာလေအဲ့လို country ခေတ်စားတော့ကျွန်တော်အဲ့လို country အဲ့လိုចောင်းចောင်းပွဲတွေចောင်းပြော်ပွဲရှင်ပွဲတွေရှိတယ်အဲ့ဒါကျွန်တော်ဒီဘုံကအဲ့လို ကန်ထရီဒေါက်တွေအပြည့်ဟိုရောတော့ဟိုဟာလေးပါတယ်ဟိုလက်ကင်မွာလေးတွေအဲ့ထည့်ပြီးအဲ့ကန်ထရီဒေါက်နဲ့ကန်ထရီရှက်တွေနဲ့အဲ့လို rapper ဆိုတဲ့အဲ့လို rapper ဥစ္စာကိုရိုက်ရှာဝယ်ကျွန်တော်တို့ခေတ်တော်ဆိုနည်းအဲ့လိုရှားတော့အဲ့လို rapper ဥစ္စာဆိုတဲ့ like ဟိုကျွန်တော်တို့ဟိုပေါ့နော်ရှားဝယ်ရတာရှိတယ်အဲ့လို pan ဆိုတဲ့ပုံစိုးတာပေါ့ pan ဆိုကျွန်တော်ခပတ်တရားအစအဲ့လိုမျိုးဒီဒီလိုငွေခပတ်တူကဟို rapid ရိုက်ကြတာအဲ့လို rapid ရိုက်ဖို့အတွက်တခါညရမရှိတော့ကျွန်တော်ဘာလို့လဲဆိုတော့တအေးသေးလို့ဘာလို့သွား rapid တွေဝယ်ဝယ်အိမ်မှာကိုပေါ့ကိုရိုက်လက်တွေပေါ့ အခုခပတ်ကိုလေးဝဲဝဲကိုပေါ့ rapid တွေရိုက်ပန်ခပတ်တွေဒီလိုအစွဲတဲ့ဥစ္စာရအဲ့လိုလုပ်ခဲ့တာ။ဟဲ့လားပေါ့အခေတုံးကဆိုကျွန်တော်တို့မှာ hand set ဆိုတာဖုံးဆိုတာမရှိဘူးလေ။မရှိဆိုတော့ကျွန်တော်တငယ်ချင်းတွေအကုန်လုံးကအဲ့လိုအဲ့လိုတရင်ကျိုးဈေးဘွက်တော့သွားမယ်ဆိုအကုန်လုံးမင်းပါဝတ်မယ်ငါပါဝတ်မယ်အဲအဲ့လိုမျိုးနဲ့စဉ်းစားပြီးဟာငါတော့ဒီပန့်လို့ဝတ်မယ်ဆိုအဲ့လားတော့တလားတော့ပေါ့နော်ကြူပြီးတော့စီစဉ်ထားတယ်အဲအချောင်းပိတ်ပြီးဆိုတာလည်းအမှအလုံးကကိုပေါ့အိမ်မှာတမနဲ့တော့တနေ့တော့အဲ့လိုကကျွန်တော်ရုပ်ရှင်ကြည့်မယ်အညာဘက် TV ကြည့်မယ်ပြီးရင်ကျွန်တော်ဖုံးဆိုတာမရှိဘူး။တက်ပလက်ဆိုတာမရှိဘူး။ အဲ့တော့ဂိမ်းစောတဲ့ဥစ္စာရဲ့တိတ်မရှိတော့ကျွန်တော်ကဘာလို့လဲတကယ်ကြီးနဲ့လက်ဖေးဆိုင်နဲ့ခစ်ပေါ့လက်ဖေးဆိုင်ထိုင်လက်ဖေးဆိုင်ထိုင်ဟိုထိုင်ရတယ်လက်ဖေးဆိုင်ထိုင်မှာအာထိုင်ပြီးရင်ကျွန်တော်တို့ဘာလုပ်လဲဆိုတော့အလဘတလဘပြောအမေပါဘူးငါပါဘူးအရင်နေပွားအဲ့လိုမျိုးခစ်ပေါ့ဟုတ်အဲ့တော့အဲ့လိုခုနပြောလို့အဲ့လိုအချိန်လေးကိုကျွန်တော်အရန်တတိရတယ်ဘာလို့ဆိုတော့ကျွန်တော်တို့အဲ့လိုအချိန်လုံးဝဆိုရင်ဒါအင်တာနက်တွေလည်းတိတ်မရှိရဘူး Facebook တွေလည်းမရှိဘူးအဲ့လိုမျိုးတော့ဖုန်းတွေလည်းမရှိတဲ့အတွက်ကျွန်တော်တို့တယောက်နဲ့တယောက်ဥပမာကျွန်တော်နဲ့ကျွန်တော်တကယ်ချင်းစကားများတာကအဲဒီ တလန်းထဲမှာတော့တိတဲ့သူက၄-၅ရောက်တော့ပဲတိသွားမှာပေါ့နော်အခုဆိုရင်တစ်ခုခုစကားမြလိုက်ကြတယ်ပွဲရဖြစ်သွားတယ်အဲ့လိုမျိုးပေါ့နော်အကုန်တိတာညံသွားတာပေါ့အဲတစ်ခုကကောင်းကျိုးရှိတယ်လို့ကျွန်တော်တို့ဘက်မှာစိုးကျိုးတဲ့တစ်ခုရှိလာတာပေါ့နော်ကျွန်တော်ခင်မှာကျတော့အဲ့လိုမျိုးတွေမရှိတော့တငယ်ချင်းချင်းစကားမြလည်းပြီးပြီးသွားကတနာကြီးအကြီးထမဖြစ်တော့ဘူးပေါ့အခုကြတော့အဲ့လိုမျိုးတွေဟိုဒီခေတ်မှာကြတော့အင်တာနက်တွေညားလာတဲ့အချိန်မှာတခုကောင်းလာကြတဲ့ဒရင်တွေကိုကျွန်တော်အချိန်မီသိရတာပေါ့အရင်ခေတ်တုန်းကဆိုကျွန်တော်ဒရင်ကြတော့သိမသိရအောင်တခုဒီမှာတခုဖြစ်တယ်ဒီဘက်မှာတခုဖြစ်နေတာဟိုဘက်က တိရဖို့အရန်ကြာဒီပါကျတော့အခုကောင်းတာတခုကကြောင့်တရင်တစ်ခုဖြစ်သွားပြီအရေးပေါ်တရင်ဆိုရင်အဲအဲ့လိုမျိုးဆိုရင်ကျွန်တော်ကချက်ချင်းတိတော့ချက်ချင်းပြင်ဆင်လို့ရအဲ့ဒီကောင်းကြတဲ့အချက်လေးတွေရှိပါတယ်ဟုတ်တယ်အဲ့ဒါကတော့ဒီလိုပေါ့တယောက်နဲ့တယောက်ကလည်းဟိုဟိုဖြစ်ကြရဲ Facebook ကတင်ရေးကြဗာရရင်လူတွေကထိပ်သွားကြတာပေါ့အဲ့လိုပြဿနာအဲ့တယောက်နဲ့တယောက်နဲ့ကိုယ့်ရဲ့ခံယူချက်ပါပဲဟုတ်ဟုတ်ကတော့ပြီးသွားပြီအဲပြီးတယ်အဲပြီးတယ်ဆိုမယူဘူးကျွန်တော်တို့နှစ်ယောက်လောကမယူမယူအမေတို့ကကျွန်တော်ဒီနှစ်မှာအဲ အဲကျွန်တော်တို့ဒီအမေအတွက်ပေါ့နော်မှုရလေးကိုကျွန်တော်တို့ဝယ်ပေးတာပေါ့အဲအဲ့လိုမျိုးဟိုပြီးရင်ကျွန်တော်တို့နှစ်တိုင်းပါပဲအခုမှမဟုတ်ဘူးအခုရင်နှစ်တည်းတည်းနှစ်တည်းတည်းရတယ်သူ့အမေရောကျွန်တော်အမေရောကျွန်တော်တို့ဆက်တော့ဟုတ်အဲသူတို့အမျိုးတွေရောပေါ့နော်သူ့အကိုတွေအဲ့လိုမျိုးအဲကတော့ပို့ရှိပါတယ်ဟုတ်ဟုတ်တယ်အဲ့ဒါတော့ဝမ်းတာပီတီဖြစ်တာပေါ့နော်နှစ်ယောက်တွေလေးအဲဟို စနီလောင်းလေးနဲ့ဒါကိုယ့်ရဲ့မိသားစုတွေကိုယ့်အတော်တွေသူ့အတော်တွေသူ့အဖိုးတွေကိုဟိုသူ့အတော်တွေကိုပြောရတဲ့ဆိုရဲကျွန်တော်တို့အတိုင်းမတိဝမ်းသာပါတယ်ဒါစဉ်းစားတာပေါ့ဟိုသူ့အခုအခုသူ့အမေကတော့နေပါအဲနေရောက်နေတယ်ဆိုတော့သူ့လာရင်တော့ပြောမယ်ဆိုတော့ကိုကပြန်ပြီးစဉ်းစားတာပေါ့သူ့မိဘကြိုက်တတ်တယ်အဲအဲ့လိုမျိုးပေါ့အဲ့လိုအဲ့လိုမျိုးပေါ့ကိုနှစ်ယောက်ကြိုက်မင်တာပေါ့နော်အဲ့လောက်ပါပဲဟိုဟိုဟိုဘယ်လိုလဲသူတို့အတုံးဝင်မဲ့တစ်စီးလေးပေါ့အဲသူကမယူတာ အမေရပြီကျွန်တော်မြင်ပြီအဲတမီးလေးကိုမဟုတ်ဘူးငါကတော့ကိုယ်မယူဘူးအရင်တော့ကမယူဘူးကျွန်တော်ကျွန်တော်မြင်ရတော့မယူဘူးဟုတ်အဲကတော့လေကတော့လေအဲကတော့လေကတော့လေဆိုတော့အဲဟိုအပ်ပေါ်တော့မတင်သေးဘူးပေါ့အဲအဲ့တော့အဲကျွန်တော်တရင်ကျလပင်းနေပါကတော့ပါလို့အဲတရင်ကျလပင်းနေပါကတော့ပါလို့ပြောထားပါတယ်ဟုတ်အဲဒီနေ့ဒီကတော့လေအဲ့လားအခုမှမဟုတ်အရင်ကတည်းကကတော့လေအရင်ကတော့လေအဲ့လိုအဲ့ အဲ့လိုသူတရင်ကျွတ်တယ်အဲ့လိုအခါကြီးကသူတော့သူကအဲ့လိုပဲသူငယ်ပေမဲ့သူကအခါကြီးအဲ့လိုအဲသူ့ပုံစံနဲ့အရင်ဟိုရင်းချက်တယ်ဟိုကတော့စိတ်ကောက်တတ်တာလေးတူစိတ်ကောက်တတ်တယ်ရတာလေးကအဲ့မို့ကျွန်တော်အဲ့လိုပုံကိုဖေးကြမို့ကျွန်တော်အခုဟိုဟိုကဘာပဲပြီးပြီပေါ့နော်သူ့အတွက်တတိယဝယ်ပေးလိုက်တယ်အဲ့တော့သူကတော့တော့မဟုတ်ဘူးပြရမှာသူ့မရဘူးမိန်းကလေးကရစ်တယ်မဟုတ်လားရစ်ပါပဲသူကတော့ဩော် ကိုယ်နဲ့အမြဲတမ်းရှင်းနိုင်ပါသေးပေါ့ပြီးတော့လည်းအမြဲတမ်းနားလည်မရင်နိုင်ပါသေးဆိုရလဲတော့ယောက်ျားလေးအကုန်လုံးအဆုတောင်းကြည့်တာဖြစ်နေပဲနော်မိုင်းကြီးနဲ့အမတ်တရားအခြေတွေရောဟိုပါပေါ့နော်အဲ့လိုကျွန်တော်တို့ကလည်းအဲ့လိုတငယ်ချင်းနဲ့ဆိုင်မောင်နှမလိုဖြစ်နေတာဝိုင်းစုနဲ့ကျွန်တော်တကယ်တော့မောင်နှမလိုဖြစ်နေတာအဲ့ဒါအဲ့တုန်းကတော့အဲ့တချင်းလေးကအဲ့လိုပေါ့နော်ဟိုတန့်ရှင်းတဲ့အခြေဆိုတချင်းလေးကအကူဆောင်းလိုက်ရေးတာပေါ့အဲ့တချင်းရေးလိုက်တဲ့အချိန်မှာ ဲစာသားလေးရာကျွန်တော်လည်းပုံစံတူပါဖြစ်တာတူနေရလို့အဲ့လိုမျိုးဖြစ်တာပါတကယ်တော့အာ तू ကအဲ့လိုအဲ့လိုပချိုင်းဒီပါလာဒီပါဒီပါဆိုတချင်းတွေပါဆိုအဲ့လိုမျိုးဖြစ်တာဟုတ်ရေးတာတော့မဟုတ်ကိုရေးတာကိုစောင်းလိုက်ကိုစောင်းလိုက်ရေးတာရောဟုတ်ကိုကိုစောင်းလည်းရေးတဲ့ချင်းကိုသူကစူလာဘူးသူကစူရဲဆိုတာဒီတိုင်ဟိုတေးရေးဆရာရေးတဲ့ချင်းကိုသူကစူလာတော့ဒါပေမဲ့တချင်းကတော့အဲ့လိုမျိုးဟိုကိုကလည်းအဲ့တုန်းကကျွန်တော်တို့ဝိုင်းစုတို့ကအဲ့တုန်းကအထွေးထွေခွေလုပ်နေတာဟိုအထွေးထွေခွေလုပ်ရင်းနဲ့အဲ့အဲ့တချင်းအဲ့ပါထွက်တာပေါ့ဟုတ်အဲ့တချင်းနဲ့သူနဲ့ ဟိုဟာဖြစ်တယ်လိုက်တယ်နောက်ကတော့တော်တော်များများပြဿနာတွေလည်းအဲ့ဒီရှင်တွေကြိုက်ကြတယ်ဆိုတော့ကောင်းပါလေဟုတ်ပါရှင်လေးလည်းလိုက်တယ်အဲ့တော့ဒီလိုပါကျွန်တော်အထင်ပေါ့နော်ကျွန်တော်အထင်ကတော့ဟာတေးစရာကိုစောင်းနိုင်ရတဲ့ကဟိုကျွန်တော်တို့အဲ့တော့ဆိုနေတွေ့နေကြကျွန်တော်ထွေးလီဘွယ်လုံးကြီးတွေ့နေကြဆိုတော့ဒီဒီဖန်တီးတဲ့ဥစ္စာတွေကကျွန်တော်နည်းနည်းစင်သွားတဲ့ပုံစံလေးဖြစ်သွားမှာပါအဲ့ဒါအဲ့ဒါဝိုင်းစုကဒါမသိဘူးဒါပေမဲ့ကိုစောင်းကပြေးဆိုတဲ့အချိန်မှာဝိုင်းစုကဒါဆူလိုက်တာပေါ့နော်အဲ့ဒါလူတွေအားလုံးပြိတ္တာအားလုံးကဒါဟိုဟာဖြစ်တယ်ဆိုပြီးတော့တင်သွားတာပါ ကျွန်တော်ပြောဖြေပြူးပါတယ်အားလုံးကကျွန်တော်အရင်ကအရန်ဆိုးတယ်လို့အလူတယောက်ကတော့ဟိုကိုယ့်ရဲ့ right person ဖြစ်ရင်တော့ right person တွေ့သွားပြီကိုပြင်တင်ပြင်ရမယ့်အချိန်ရောက်ပြီတော့အဲ right person တွေ့တော့မပြင်ရမပြင်သေးဘူးမပြင်သေးဘူးဆိုရင်အဲ့လူကသူအဲ right person ကဖတ်ထုံရှုံသွားလိမ့်မယ်ဟုတ်ပြောပြစ်တာဗောဟိုးရင်နေရပြောပြစ်တယ်ပြောပြီးတော့ကျွန်တော်တို့နှစ်ယောက်ကဒီအဲ့လိုဟိုဝိုင်းစုနဲ့ကျွန်တော်နဲ့ဆိုအရန်အဲ့လိုပေးစားကြတယ်အခုမှအိုးရင်နေအခုမှမအိုးရင်နေအခုတည်း အဲအခုဆိုရင်သပိတ်တက်တော်တော်များများတိပါတယ်အဲညီတို့ဟိုဘက်ကမောင်နှမလို့တကယ်ညို့ခဲ့တာညီတို့ကလည်းဟွာဖြစ်နေရအဲ့တော့သူ့ရဲ့ဟိုခံစားချက်သူ့ရဲ့အာဟိုကိစ္စတွေမှန်နေများကျွန်တော်အကုန်သိတယ်ပေါ့ကျွန်တော်ကိစ္စမှန်နေများသိတယ်ဘာကျွန်တော်ကတကယ်ရင်းတဲ့ကိုမောင်နှမလို့ဖြစ်နေတာအဲ့တော့မောင်နှမလို့စိတ်ဓာတ်ဖြစ်နေတဲ့အတွက်ကျွန်တော်ဖြေဥပါရေကဘာပေါ်မှာမိမ့်မိုက်ကိုတော့မရှိဝိုင်းစုခိုင်းတဲ့ကြောက်ရရှိတယ်ကျွန်တော်ဒီလိုကြီးလောက်ပါသူလည်းအဲ့လိုပဲကျွန်တော်ကြောက်ရရှိတယ်သူအပြိုကြီးလောက်ပါတကယ်ကြီးတော့ဘယ်လိုကြောက်လို့ရလဲ တော့တငယ်ချင်းကတော့မရဘူးကျွန်တော်တို့တငယ်ရဲ့ညဝါဆိုမတွေ့တဲ့အချိန်တွေရှိတယ်တွေ့ရင်လည်းတိုင်းမင်းလည်းပြောတယ်ဟိုဘာလို့မတွေ့ပေမဲ့အဲ့လိုကလောကမှာအဲ့လိုတငယ်ချင်းကရှိတယ်မမတွေ့နေပေမဲ့လည်းကျွန်တော်တို့ဘာလို့ကျွန်တော်စိတ်ထဲမှာလည်းဝိုင်းဝိုင်းလေးဆိုတာတငယ်ချင်းတွေကရှိတာတယ်မောင်နှမတွေကရှိတာသူလည်းသူ့စိတ်ထဲမှာအဲ့လိုပဲရှိတာလေအဲ့ဒါတကယ်ကျွန်တော်တို့အတွက်ဖို့မပြတ်နိုင်တဲ့ဟာဟိုပါဘောနော်ဘယ်လိုလဲတငယ်ချင်းကောင်းနေရတာလားပေါ့အဲ့လိုပဲသူ့လိုပဲကျွန်တော်မှငွေတငယ်ချင်းတွေရှိတယ်အော်ကျွန်တော်၄၅၆နှစ်တည်းကကွဲတဲ့တငယ်ချင်းတွေရှိတယ်ဒါသူတို့နဲ့လည်းမတွေ့ပြဘူး ဒါပေမဲ့အဲ့လိုမျိုးကျွန်တော်တို့အကူအညီလိုခဲ့တဲ့အချိန်ကြရင်ဖုံးစားလိုက်တာနဲ့ဘာဖြစ်လာလဲချက်ချင်းအကူအညီပေးတယ်သူတို့လူရင်လည်းကျွန်တော်ချက်ချင်းပေးတယ်ဆိုတော့အဲ့လိုတငယ်ချင်းကောင်းနေတာတော့ဒီခေတ်မှာတကယ်ကိုလိုအပ်ပါတော့ဒီကြောအာနေ့ဒီမှာအားလုံးပဲပျော်ရွှင်စရာနေ့ဒီဖြစ်ပါစေစိန်နန်းတော်ရဲ့ဒီနေ့ပွဲဒီမှာလည်းအားလုံးနဲ့အတူတူဒါပျော်ရွှင်စရာအာကျွန်တော်တို့အချိန်လေးတွေဖြတ်တန်းနိုင်ပါစေဆုတောင်းပေးပါတယ်ခင်ဗျာ